ရာဒီလူနာကတော့ဒါကတော့ तू ကတော့ဟိုစီဂျိုလူနာပေါ့နော် तू ကဘာလို့ဗာမေးတာလဲဆိုတော့ तू ကအဲစီဂျိုဖြစ်တဲ့ခါကျ तू ကချွေးရအရန်ထွက်တယ်နော်နည်းနည်းလေးလှုပ်တာနဲ့ तू ကနော်တနေ့ဟိုတဲ့အင်ကြီးလေးတယ်လောက်တယ် तू ကပုံမှန်လဲရတယ်တဲ့အဲ့တော့ချွေးလက်ထွက်တော့ तू ကပင်လက်ပင်မှန်တာပေါ့နော်ဆရာရေးတက်လဲဆုံချိုးတဲ့ခါကျအဲ့ခါကျ तू အနေနဲ့ဒီရာကိုဘလိုမျိုးပေါ့နော်အဲနေထိုင်စားတော့တင်တယ်ဆိုတော့အကြံပေးပါဦးဆရာ तू က तू လဲ မိကုံးကတော့ရီဘူးကဆန်တယ်ပေါ့နော်ဖြူးထွက်တယ်ဆိုတော့အခုမှထွက်တာလားရှင်တုံးလေးကထွက်တာအခုမှထွက်လို့ဖြစ်မှာပေါ့နော်အခုမှထွက်ပြီးတော့အခုမှပြင်မှန်းလာဒါမှဒါကြောင့်မလို့သူတတိထားမိပြီးတော့အခုမှအေးပေါ့အခုမှထွက်တယ်အခုမှပြင်မှန်းနေဘယ်လိုနေရမလဲဆိုတာကတော့ဘာကြောင့်ထွက်လဲပေါ့တော့မူတည်တာပေါ့နော်ရီဘူးအပြင်တော့တတိထားကြလေးတော့ရှိတာပေါ့သူမေးလိုက်တာလည်းကောင်းတော့ကောင်းစီးချိုရှိတဲ့သူတယောက်ချွေးပြန်ရင်တော့တတိထားကျင်တာစီးချိုများကြာနေသလားပေါ့နော် ။စီးကြို့ကြရင်ချွေးထွက်တယ်တော့။အဲစီးကြို့ကြရင်ချွေးထွက်တယ်တော့သူကထားပါတော့စီးကြို့ဖောက်ကြည့်ရင်တော့အရန်ကြရင်တော့သူသိမယ်ပေါ့။ဒီမှာတစ်ခါလေးကြလို့ရှိရင်လေသူကစီးကြို့သမားကအရင်ကဟိုထိမ့်သိမ့်မှုမကောင်းဘူးပေါ့။ဥပမာ3-4နဲ့နေ။အခုကျတော့စီးကြို့ဆရာဝန်တွေပုံမှန်ပေါ့နော်။အထူးသမားတော်ရင်းနဲ့ပြလိုက်တော့အဲစီးတွေပြီးလိုက်တော့စီးကြို့ကရုပ်တရက်ကောင်းအောင်ဥပမာတရားတွေဝင်းကျင်လောက်ဖြစ်သွားရင်လေသူ့အတွက်ကျတော့နည်းသလိုဖြစ်။အဲကြရင်လေမခံနိုင်ဘူးဖြစ်ပြန်။ตัวอูมย่าน่ะเนี่ยณีตาจ๋าตัวเราบ่ณีตาจ๋าว่าတော့ နေအောင်တော့ပြန်လုံးအောင်မှတ်မိမယ်နေအောင်လုပ်တာနည်းနည်းရေးတိုးသွားရင်သူများအတွက်ကတော့60 80လောက်မှစီးကြိုကြတယ်ခန်းစားရမယ်သူအတွက်ကတော့တရားကြော်ကြော်နဲ့လေစီးကြိုကြတဲ့လက္ခဏာခန်းစားနိုင်တယ်နည်းနည်းကလေးဝင်ရေးတွေဖြစ်တာချွေးတွေပြန်နေတာဒီလိုအဲ့လိုမျိုးပေါ့နော်ရင်တုံပန်းတုံလေးတွေဖြစ်ပြီးတော့ဖြစ်နေတာမျိုးဖြစ်နေတာဒါလေးတော့တစ်ချက်သတိထားသင့်တယ်ပေါ့နော်အဲ့တော့စီးကြိုကြရင်အဲ့လိုချွေးပြန်နိုင်စီးကြိုလေးတော့ဖောက်ကြည့်ပေါ့ ဖောက်ကြည့်တော့တကယ်နေလားမနေတော့မှကိုကတရာလောက်ပဲရှိတယ်တခုခုစားလိုက်လို့နော်ပြန်ပြီးတော့အချို့ချွေးထွက်ရက်သွားတယ်ဆိုရင်တော့ဒါစီးကြောကြတာမခံနိုင်ဘူးဒါဆိုရင်တော့သူပြနေကြဆရာဝန်ကိုပြန်ပြပြီးတော့ဒီစီးလေးကိုနည်းနည်းအတိုးလျှော့ပြန်လုတင်တယ်ဖြည်းဖြည်းချင်းကြောင်လုတင်တယ်ပေါ့နော်ခါလီကြလည်းအတက်ကြအများကြီးလည်းဖြစ်တယ်စီးကြောရမ်းမြန်တက်သွားပြီးတော့ရမ်းထိုးကြသွားဆိုလူကဖိစီးမှုတွေခန္ဓာကိုယ်က stress တွေများလို့ရှိရင်လည်းသူကချွေးထွက်ချွေးထွက်နိုင်တယ်အဲ့ဒါဆိုတော့ စီးရိုသမားတယောက်ချွေးထွက်ရင်တော့စီးရိုများကြလားအတဲကြတွေများကြမ်းသလားဒါဟိုတော့အဓိကထားတဲ့နယ်ပေါ့နော်ဒါပေမဲ့တနေ့မှတ်အောင်ပါပေါ့နော်ကို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 ရဲ့ဒီစီးချိုမှတ်တမ်းပါတော့နော်ကြာဒါပေမဲ့သူ့အတွက်ကျွန်တော်စိတ်ပူတာလေးလည်းရှိတယ်ပဲသူကစီးဟိုသူကပင်လဲပင်ပန်းနေချွေးထွက်လည်းများတယ်တနေ့လေးတဲ့လောက်လေလေးရတယ်ဆိုတော့တခြားဟောစစ်တင်ဒါလေးရှိတယ်ဥမာတားရဲဟော်မုန်းများရင်လည်းဒီလိုပဲလीတားရဲဟော်မုန်းများရင်သူကချွေးထွက်များမယ်လူလူကပင်ပန်းမယ်နောက် ပိန်သွားမယ်เนาะစိတ်မရှိဘူးလို့စိတ်တူတယ်လို့အိတ်မပြောဘူးလို့ဒါကြီးလေးဖြစ်လာနိုင်တယ်ဝင်းသွားများတယ်လို့ဆိုတော့ तू ကအရင်ကချွေးထက်မများဘူးအခုမှချွေးထက်များတယ်လူလဲပြင်ပန်းတယ်လေးလေးတော့တော်တော်တိတိတသာထွက်တယ်ဆိုရင်တော့ကျွန်တော်ထင်တယ်ဟိုခုနကစီးချိုနည်းနေသလားဆိုတာကိုကြည့်လိုက်မနည်းဘူးဆိုလို့ရှိရင်တော့တိုင်ပင်သင့်တယ်ပေါ့နော်ဘာလို့ဆိုတော့တခြားဟော်မုန်းယောဂါတွေလည်းဖြစ်နိုင်တယ်ပြီးတော့ပိန်ဝိုင်းပို့ဆိုတယ်ပိန်ဝိုင်းဆိုရင်ကျွန်တော်ကချွေးထွက်စီတဲ့အကြောင်းအရမ်းအရေးကြီးတာလည်းရှိတယ်ဥမာသူတို့ TV ယောဂါတွေဆိုချောင်းမဆိုးဘူးဗျာ ချောင်းမဆိုးရဲနဲ့သူကဟိုချွေးလေးပဲညနေဆိုရင်ခေါင်းချွေးခေါင်းချွေးတွေပြန်နေเนาะပြီးတော့ဟိုကိုပူချီလေးမတိမသားလေးတဲ့ဆိုဆိုပူတော့မပူဆိုတော့အဲ့ဒါမျိုးတွေရှာတဲ့နေပိန်သွားဆိုတချို့အလုံးကျိတ်တွေမှာလည်းဒီလိုပဲချွေးပြန်တဲ့တာမျိုးရှိတယ်ဆိုတော့လေစီဂျိုစာကောင်းတယ်စီဂျိုကလည်းတည်တည်ငြိမ်ငြိမ်ပဲအရင်လဲကောင်းတယ်အခုလဲကောင်းတယ်နော်အရင်ကချွေးမထက်ဘူးအခုမှထွက်နေရဆိုရရှင်တော့နည်းနည်းလေးတော့အတိုင်းလိုက်ဟော်မုန်းတခြားဟော်မုန်းယောဂါလေးတွေရှာကြည့်တင်နေပေါ့နော်အခုမိသားမျိုးသမီးဆိုလို့ရှင်လေတခါလေးကြာလို့ရှင် သွေးဆုံးကင်တယ်ခေါ်တာပေါ့နော်သွေးဆုံးပြီးမှအမျိုးမျိုးဟော်မုန်းတွေရုတ်တရက်ကြဝိုင်းအဲ့လိုပဲချွေးတွေရမ်းရမ်းထွက်ပြီးတော့ပြက်ခင်းနဲ့ပြက်ခင်းနဲ့ထွက်တာမျိုးတွေရှိတတ်တယ်အဲ့တော့ဟိုကောင်းတာတော့ဆရာဝင်နဲ့ပြန်တိုင်ပင်ကြည့်လိုက်တာတော့ကောင်းတယ်ပေါ့နော်စီးချိုတာကောင်းခဲ့တယ်ဆိုရင်ဟုတ်တယ်အဲ့တော့ तू ဘယ်လိုသက်တောင်နေရမလဲဆိုတော့အဲ့ကောနာဟာဒီဘာမှမရှိဘူးပေါ့နော်ဟော်မုန်းယောဂတွေဆစ်လိုက်လို့လည်းဘာမှမရှိဘူးဒီတိုင်းပဲချွေးတွေပြန်နေဆိုရင်တော့ချွေးထွက်စီတဲ့တခြားအကြောင်းတွေရှိတယ်လေအဲ့ဒါတော့ဓာစီလူပူရင်ချွေးပြန်တာပေါ့အဲ့ဒါဆိုရင်တော့ဝက်စားကိုဒီလေးဝင်လေးထက်ကောင်းတဲ့ပါးပါးလာလာလေးတွေ ဝတ်တဲ့နဲ့နောက်အပူဆက်တွေများရင်စားရင်ချွေးပြန်တယ်လေအဲ့တော့အပူဆက်တွေတိတ်မစားနဲ့ပေါ့နော်နောက်တောက်နေတဲ့ဆေးကြီးလေနောက်ဆံဝင်နဲ့ပြန်ဆစ်တဲ့နဲ့တချို့ကြတော့ဟိုဒူးနာလို့လို့အကြောရော့ဆေးတွေပါရာစီတမောပါရာဆေးတွေပေးထားရှိအဲ့လိုမျိုးဆိုလေသူကချွေးပြန်တတ်တယ်ဆိုတော့လေအဲ့လိုဟာဒီအကုန်လုံးကိုပြန်ပြီးတော့စင်ငင်တုံးတက်တဲ့နယ်လို့ကျွန်တော်တော့ဖြည့်ချင်တာပေါ့နော် ဆက်ဆွေးနွေးတော့တဲ့မှာတော့ဟိုကျွန်တော်ထူးဆန်းတာလေးရှိတယ်ထူးဆန်းတာဆိုတာဆရာခုနပြောသလိုလူတစ်ယောက်ကစီးကျိုးကိုမထိမ့်မဲ့နဲ့သူက300ဝန်းကျင်နဲ့နေနေတယ်တရုတ်တရက်ကြီးသူကဆရာဝန်နဲ့ပြပြီးတော့ဆေးတောက်လိုက်တော့စီးကျိုးကျသွားတဲ့ခါကျရင်သူကမခံနိုင်အဲ့လိုအဲ့အဲ့လူနာအဲ့ဆိုရင်သူ့ကို300နဲ့ပဲသူပြန်ထားအဲ့လိုလားဟုတ်တယ်အဲ့လိုထားလို့တော့မဖြစ်ဘူးကွာအဲ့လိုလားတဲ့သူကသူ့ရဲ့အောက်ကိုရောက်ချင်လို့လာပြဆိုတော့လေအဲ့တိုင်းထားရင်လေကျွန်တော်ရှေ့မှာဖြေခဲ့တာရှိရလေအသက်တိုမယ်အသက်တိုမယ်ဒေါက်တာဖြစ်မယ်အဲ့ဒီကဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကကြဖို့လဲလူတယ်ဆိုတော့ ဖြည်းဖြည်းချင်းပေါ့ဖြည်းဖြည်း slow and steady ပေါ့ဖြည်းဖြည်းချင်းပဲ300နေ250 250နေ200ဖြည်းဖြည်းချင်းလောက်ပဲဒါသဘောတရားတွေအကုန်လုံးကဒီလိုပဲမကောင်းတာတွေကချက်ချင်းရုပ်တရက်ကောင်းရင်မခံနိုင်တတ်ဘူးသွေးလိုလည်းဒီလိုပဲသွေးပေါင်း200ရှိတဲ့သူကိုရုပ်တရက်နောက်နေ့120ရှိအောင်လုပ်ကြည့်လိုက်သူခံတော့ကရခံနိုင်ဘူးဘာလဲဆိုရင်တော့ဟိုတချို့ဆိုရင်ဟိုလေဖျန်းလောက်တိအောင်ဖြစ်သွားတဲ့ကမျိုးရှိတယ်။သွေးပေါင်း200ကျော်ရုပ်တရက်120ကိုချက်ချင်းထိုးကြမှာစီးကြိုလည်းတူတူပဲပေါ့နော်။သူကအချိုးတွေများရင် ဘာလို့လို့ဖြစ်ရတာလဲရှိတယ်ဘာလို့လို့ဖြစ်ရလဲဆိုတော့ဥမာစီးကြိုများရင်ကျွန်တော်တို့ရဲ့အာယုံကြိုးတွေမခံနိုင်ဘူးမခံနိုင်တော့အာယုံကြိုးကိုသွားတဲ့ဟိုတကားပေါက်လေးရှိတယ်အဲအဲတကားပေါက်လေးတွေကသူကမခံနိုင်တော့ဥမာတဝက်လောက်ပိတ်ပလိုက်တာပေါ့အဲတဝက်လောက်ပိတ်လိုက်တော့ပုံမှန်ပုံမှန်300ရှိမယ်ဒီအာယုံကြိုးတွေကို150ပဲဝင်တော့တယ်ဒါပေမဲ့ကျွန်တော်တို့က150လေးရှော့ချလိုက်တော့သူက85ပဲဝင်နိုင်တော့တဲ့ခါကျတော့မင်းကလူကမခံနိုင်ဘူးလူငင်ဖြစ်သွားတယ်တကယ်တော့အချိုးအများလုံးအကြီးလို့ခန္ဓာကိုယ်က ဟိုခံနိုင်အောင်တကားကြီးပိတ်ပေးထားရုပ်ရည်ကြီးချက်ချင်းကောင်းသွားတော့သူ့အတွက်မခံနိုင်ဘူးဖြစ်သွားအဲ့တော့ချရင်လေဖြည်းဖြည်းဖြည်းချင်းချတာကောင်းတယ်ပေါ့ဒီနေရာမှာလीဟုတ်ကဲ့ဆရာကျေးဇူးပါဟုတ်ဒါကတော့ဆရာဟိုနောက်ဆုံးမေးခွန်းပေါ့နော်အဲဒါကတော့ဟိုအခုဆိုရင်ပေါ့နော်ဟိုဆေးဒီမှာဆိုရင်စီးကျိုးဆေးကိုဆရာရဲ့အဲတိုင်းဆေးတွေလည်းကျင်ညာတယ်ပေါ့နော်ဒါနောက်တိုင်းဆေးပညာတွေလည်းကျင်ညာတယ်အဲ့တော့ဒီလူနာသူကဘာလုပ်လဲဆိုရင်သူကမြန်မာဆေးမီးတို့တွေနေတဲ့သူကတက်တာရဲ့လူတွေကိုသူတွေ့တယ်ပေါ့နော်အဲ့ဒီခါကျတော့ သူသိကျင်တာအဲ့မြမဆေးမီးတို့ကတကယ်ပျောက်သလားဒါနံပါတ်1ပေါ့နော်တကယ်ဖြင့်သူကမြမဆေးမီးတို့လည်းတောက်ခြင်းနဲ့အင်္ဂလိပ်ဆေးလည်းတောက်ခြင်းနဲ့ဆိုရင်လည်းတွဲတောက်လို့ရောရလားအဲ့လိုတွဲတောက်ရင်ရောစီးကြော်ကထိမ့်နိုင်မလားတော်တော်လက်တွေ့ကြရောเนาะတကယ်လက်တွေ့နေတူပါလေဟုတ်တယ်ဆရာเนาะကျွန်တော်တို့အမျိုးသားတွေမှာဖေမေတွေကိုယ်တိုင်ကတုံးကျင်တာဟုတ်တယ်ကျွန်တော်ကဘာအပုန်ဓာတ်များအေးဓာတ်များရယ်ဆိုကျွန်တော်ကျွန်တော်ဆိုရင်ရင်းနှီးမှုတယ်ပြရမယ့်သူကတော့အန်နီများတယ် ဆိုတော့ဟိုကလေသူမေးတာတော့အဲ့လိုမဟုတ်ဗျာတိုင်းတိုင်းရင်းစေးမဟုတ်ဘူးနော်စေးမီတိုးတွေလဲစေးမီတိုးဆိုတော့ဟိုတိုင်းရင်းစေးတော့ကျွန်တော်မပြောလို့ပါဗျာတိုင်းရင်းစေးကတော့ခုနောက်ပိုင်းကသူကသူတည်တနာလေသူတည်တနာတွေလုတ်ပြီးတော့ဘေးသက်ဆိုးကျိုးရှိလားမရှိလားပြန်ပြီးတော့ဆန်းထားရတယ်ရှိတယ်ဆိုတော့တိုင်းရင်းစေးကိုတော့ဟိုသူမေးတာတော့ကွာစေးမီတိုးပေါ့စေးမီတိုးဆိုတော့တစ်ဦးတစ်ဖူတော့တစ်ရွက်ဘာရွက်ကိုပြုတ်တော့လိုက်ပါဘာရွက်လေးလွတ်လိုက်ပါအဲ့လိုမျိုးလို့တော့ဟိုကျွန်တော်တို့ယူဆတာပေါ့ကျွန်တော်ယူဆတာ ကျွန်တော်ယူဆတာပါเนาะအဲ့ဒါဆိုတော့မြန်မာစီမီတို့မြန်မာစီမီတို့စီမီတို့ဆိုတော့ရှိတယ်ဒီမှာမဟုတ်ပါဘူးเนาะကျွန်တော်တို့တရုတ်မှာလည်းရှိတယ်အိန္ဒိယမှာလည်းရှိတယ်စီမီတို့လေးရင်းနဲ့ဟိုလောက်တာလीဆိုတော့ तू ကပရမမေကုံးကတော့တက်တာသွားတာတွေ့ဘူးတာတွေ့ဘူးတယ်ဆိုတော့အဲ့ဒါဖြစ်နိုင်လားဆိုရင်တော့ဖြစ်နိုင်တယ်ပေါ့เนาะတက်တာလားဖြစ်နိုင်တယ်ဟိုဒါပေမဲ့ဖြစ်နိုင်တယ်လို့ပဲပြောတာပေါ့เนาะကျွန်တော်အဲ့ဒါသုံးတင်လားဆိုရင်တော့ကျွန်တော်မတိုက်တုံးဘောမသုံးတင်ဘူးလို့ပဲကျွန်တော်အနေနဲ့ဖြေလို့တယ်ပေါ့เนาะနောက်တစ်ခုက तू ပျောက်နိုင်လားလို့လည်းပြောတယ်ပျောက်သွားတာတည်းပျောက်နိုင် တကယ်ပြောင်းနိုင်လားဆိုရင်တော့မဖြစ်နိုင်ဘူးလို့ထင်တယ်ကျွန်တော်တော့လေပျောက်တယ်ဆိုတာဟိုကနအလိုပေါ့နော်အရှိမပြောခဲ့လို့ပေါ့ तू ပြောတယ်ပျောက်တယ်ဆိုတဲ့အဓိပ္ပာယ်ကကျတော့ဆေးတောက်လိုက်တယ်ပြီးတော့ဆေးတောက်ရှာမလို့တော့ဘူးဒီဆေးမိလို့လည်းတောက်ရှာမလို့တော့ဘူးဆေးလည်းတောက်ရှာမလို့တော့အဲ့လိုတော့မဖြစ်နိုင်ဘူးပေါ့ဒါဆိုသူတည်တရာတွေအလိုအရာတော့ပြောရင် UK မှာလုပ်ထားတာရှိတယ်သူတည်တရာဖာလဲဆိုတော့ဟိုစီးကျိုဖြစ်ထားတာငါးနှစ်အောက်တွေကိုသူကဝိတ်ချလိုက်တယ်ဟွာလဲဝါမှာပေါ့နော်သူတို့ကဝါကနေ BMI 29ကျော်တဲ့သူတွေကို တန်းကြီးကြီးဆိုပေါင်းအစိတ်နီးပါပေါ့20အစိတ်နီးပါချလိုက်ရင်10ရောက်မှ10ရောက်လောက်ကစီချိုပြောက်သွားဟုတ်ကဲ့အဲ့တော့အဲ့ဒါဆိုရင်လူဝါးကြီးတယောက်ကပိန်သွားရင်စီချိုပြောက်သွားနိုင်တယ်ပြောက်သွားနေတဲ့ခဏရေရှည်ရေရှည်ကြီးမဟုတ်ဘူးအတက်တက်လုံးမဟုတ်ဘူးအတိုင်းတာအချိန်တိုင်းတာတစ်ခုဒီစီချိုထိန်းထားနိုင်တယ်အဲ့ဒါ9နှစ်လောက်ပေါ့အနည်းဆုံး9နှစ်လောက်ထိထိန်းထားနိုင်တယ်အဲ့ဒါပိန်သွားနောက်တစ်ခုကရှေ့မှာကျွန်တော်ပြောခဲ့တာရှိတယ်စာရင်ကိုချုပ်လိုက်လို့ရှိရင်တစ်ဝက်လောက်ဒါမှမဟုတ်သုံးဝက်လောက်က9နှစ်10နှစ်လောက်ပြောက်သွားနိုင်ဆိုဒီနှစ်ခုပဲ လက်ရှိတက်တည်ပြထားနိုင်တာရှိတယ်စီချိုပျောက်သွားတာလေသူတည်တနာအလိုရပြောတာပေါ့နောက်ဒါမဲ့ရှာရှာပွားတော့ကျွန်တော်ပြောဦးတယ်လေရှာရှာပွားတော့ကြောက်ကကြီးလုံးဝပြတ်သွားတယ်ဆိုရင်အဲတခါအင်ဆူလင်ထိုးနေတော့မထိုးရတာမျိုးဖြစ်ကောင်းဖြစ်နေဒါလည်းဟိုကောင်းတော့ပျောက်သွားခြင်းမဟုတ်ဘူးကြောက်ကကြီးလုံးဝပြတ်သွားလို့သူကအင်ဆူလင်တွေကဟိုခြေဖြတ်မဲ့ဟာမရှိတော့ဘဲနဲ့စီချိုမလိုတော့ပြုတ်ကြောင်ကြတာပေါ့နော်ဒါမျိုးတွေဖြစ်သွားနေတော့အခုကတော့တိုင်းစီတောင်းနေတဲ့အချိန်မှာခဏကောင်းတာရှိနိုင်လားဆိုရင်တော့ရှိနိုင်တယ်ဒါပေမဲ့ပျောက်သွားနိုင်လားဆိုရင်တော့ ူရေသနာအလူရဆိုရင်တော့မဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်ဘူးဒီစီမီတို့ကဘာလို့ကျွန်တော်တက်တာနိုင်တယ်လို့မှန်းလဲဆိုတော့လေတချို့တကယ်တော့ကျွန်တော်အနောက်တိုင်းဆေးဆိုတာလေဒီတိရွတ်တို့တစ်ခေါက်တို့ကနေပဲထုတ်တာဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ကဘာလို့မသုံးသိခြင်းလဲဆိုတော့ကျွန်တော်တို့စီစီဝါကြတော့သူတခုတည်းကိုယူလိုက်ပြီးတော့ဒါကိုဆန်းတာတခွဲကမှဆန်းနေနော်ပြီးရင်ဟိုတိရစ္ဆာန်မှာဆန်းတယ်လူလူလူပေါင်းမှာဆန်းတယ်ပြီးတော့မှယောဂသမားမှာဆန်းတယ် စောင့်လဲစောင့်ကြည့်တယ် post marketing survey ပေါ့နော်ဒါကြီးပေးလိုက်တော့ဘာဖြစ်သွားလဲဆိုတာကြည့်တယ်ဟိုစီးမိလို့ကြတော့အဲ့လိုမရှိဘူးလေပြီးတော့တိရွက်ဆိုရင်ဥမာတချို့တိရွက်တွေဆိုရင်ကျွန်တော်တို့ရဲ့ dynamic ဆိုစာဖုန်တိုင်းယူရီးယားပါအဲ့တော့အဲ့ရွက်တွေစောင့်ရင်စီးကြိုကြတာဖြစ်နိုင်တာပေါ့ဒါပေမဲ့ဒီတမျိုးတည်းပါတာမဟုတ်လေဒီထဲမှာ drop ပေါင်းပေါင်းကရာနဲ့ချီပါတော့တခြားဟာတွေလည်းသူကဒီတိရွက်ကိုစားလိုက်အကုန်ပါသွားမှာဟုတ်တယ်ပြီးတော့ဗနေရစားမလဲဘယ်သူမှမသိဘူးပေါ့ဗနေရပေးမှလည်းများများတောင်းရင်ရောဘာဖြစ်မှာလဲရေရှည်မှာရော ကြောက်ကြက်ပြက်မာလားအသေးပြက်မာလားကင်ဆာဖြစ်မာလားဆိုတာဘယ်သူမှမသိဘူးကျွန်တော်နောက်တိုင်းဆေးထဲမှာရှိတယ်လေရေရှည်သောက်လေးတို့ကင်ဆာဖြစ်ရင်ပြန်ရုပ်သွားတဲ့ဟာရှိတယ်ဆိုတော့သိမိတော့မှအဲ့လိုမရှိဘူးနောက်ဟိုတွဲသုံးလို့ဖြစ်မလားအင်္ဂလိပ်ဆင်းနေတယ်တွဲသုံးဆိုတော့ပြန်ရတာဆိုတော့နော်အဲ့လိုလေခဏပြောသလိုပေါ့ဒီသိမိတော့တောင်းလို့ရှိရင်ကျွန်တော်တို့အင်္ဂလိပ်ဆေးကိုလာပြီးတော့အချင်းချင်းထပ်ပြီးအောင်ပါအကျင့်နဲ့တော့အင်္ဂလိပ်ဆေးမှဆိုလဲရှိတယ်လေဒီဆေးနဲ့ဒီဆေးတွဲတောင်းလို့ရှိလို့ရှိရင်ဆေးတစ်မျိုးကအာနိသင်ညော့သွားတယ်ပိုးဆွမ်းသွားတယ်ဘေးကွက်ဖြစ်တယ်ပို့ပြီးတော့ အားဖြည့်စီရဆိုရလည်းဖြစ်ဟုတ်တယ်အဲ့လိုကပိုးကောင်းတာရှိပိုးဆိုးတာလည်းရှိတော့အဲသူကဘာဖြစ်မှမမသိတာဘာဖြစ်မှမသိတော့ဟိုလူရဲ့သဘောကကိုယ်ခန္ဓာကိုယ်ကိုယ်အသက်ကိုရင်းပြီးတော့အဲ့ဆင်းပြီးတော့မဆန်းနိုင်ဘူးကျွန်တော်တို့လည်းမဆန်းဘူးပေါ့နော်ကိုယ်လူနာတော့မဆန်းဘူးကိုယ်ကိုယ်တိုင်လည်းမဆန်းဘူးသူများကိုလည်းဆန်းမှလို့တော့မတိုက်တွန်းဘူးပေါ့နော်သူစေနာကြီးအရန်ခိုင်လုံလာတဲ့တနေ့ဆိုရင်တော့ဟိုလက်ခံတင်လက်ခံပေါ့နော်အဲ့လိုမျိုးအဲ့လိုမဟုတ်ဘဲနဲ့ဆင်းပြီးတော့လေးတွေဟိုတီတီဦးစကားတူပြောပြီးတော့လောက်တာမျိုးတော့ မလုပ်ပါနဲ့လို့ပဲเนาะပြီးတဲ့ဆိုဆိုအရင်များဖြစ်သွားမှာဆိုလို့စေတနာနဲ့ပေါ့เนาะမလုပ်ပါနဲ့လို့ပဲအကြံပြုလိုပါတယ်ပေါ့เนาะဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးပါဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ရတော့ပေါ့เนาะဒီစီဂျုံနဲ့ပတ်သက်တဲ့ဒီအမေးအဖြေလေးတွေကျွန်တော်တို့ဒီဆရာနဲ့ပေါ့เนาะဆွေးနွေးသွားခြင်းဖြစ်ပါတယ်ဟိုနောက်ဆုံးနေလဲပေါ့เนาะဆရာဒီဗီဒီယိုကြည့်ရှုနေတဲ့လူနာပေါ့เนาะဒါပေါ့ဆရာရဲ့လူနာတွေကိုလည်းဆရာအဲအမှားစကားပြောเนาะဘာများပြောခြင်းမသိလဲဆရာ ဟိုမီးပေးတဲ့ကိုဝီလျံလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ဟိုအခုကြီးစုပေးတဲ့ပြည်သက်ကိုလည်းဟိုအချိန်ပေးပြီးကြီးစုပေးလို့အဲကျေးဇူးထူးတင်ပါတယ်ကျွန်တော်ဒီမှာတစ်ခုပြောချင်တာကတော့ကျွန်တော်ကတော့မေးထားတဲ့မေးခွန်းတွေကလည်းအထူးထူးဆန်နေပေါ့နော်ကျွန်တော်ကလည်းတက်နိုင်တော့တော့အထူးထူးဖြစ်အောင်တော့ဖြေလိုက်ပြီမဲ့တကယ်လက်ရှိဟိုကုပေးနေတဲ့ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုတော့ဟိုကျွန်တော်ကဟိုဖုံးလွှမ်းလို့မရဘူးပေါ့ကျွန်တော်တို့ရဲ့အကြံဉာဏ်တွေကလေ तू ကလက်ရှိကုပေးတဲ့ဆရာဝန်ရတာကိုယ့်လက်ရှိအနေထားကိုအတိအဆုံးဖြစ်တဲ့ကြောင့်မလို့ เนาะကျွန်တော်ဘက်ဒီဖြည့်သွားတဲ့ဟာတွေကိုနားထောင်ပြီးတော့အဲစီးပြောင်းတာလျှော့တာထက်စားလို့ရှိရင်လက်ရှိကိုပြနေကြဆရာဝန်ကိုပဲပြန်ပြပြီးတော့စီးတိုးလျှော့လုပ်တင်တယ်လို့ဥစွာအကြံပြုလိုပါတယ်တကယ်တော့ဒီ season လေးကဘာပဲပြောကိုအချိန်တစ်ခုပေးလိုက်ရတဲ့ဆိုပေမဲ့နားထောင်ရင်အကျိုးတစ်ခုရှိသွားမယ်လို့ကျွန်တော်တို့ပြောလင့်ပါတယ်ဒီလိုမျိုးပဲအကျိုးရှိတဲ့ season တွေလည်းအများကြီးရှိလာအောင်မှာဖြစ်တဲ့အကြောင်း စောင့်ပြီးနားထောင်ပေးဖို့ပြောလိုပါတယ် YouTube တွေဘာနေမှာလဲကျွန်တော်ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဆရာကြီးပေါ့ဆရာကြီးဦးတင်ဆွေလဲဆရာကြီးကိုကိုမမမတော်တန်တန်ကြီးတို့ပြောတဲ့တကယ်ဆရာကြီးတွေကိုလည်းပြောတဲ့ဟာကြီးလဲနားထောင်မယ်ဆိုရင်ကိုကစီဂျိုသမားဆိုတာကတော့ဒီတသက်လုံးစီဂျိုနဲ့ပဲအဆင်ပြေအောင်နေသွားမှာဖြစ်တဲ့တော့ကြောင့်မလို့ဒီစီဂျိုအကြောင်းသိထားရင်ကိုအတွက်အများကြီးကျိုးပြူတယ်အဲဒါကြောင့်မလို့ဒီလိုစီစဉ်လေးတွေကိုအာစောင့်ပြီးတော့ကြည့်ရှုကြပါနောက်တစ်ခုကတော့ကိုကတက်ဆိုင်ရာဆရာဝန်နဲ့ပြလို့ရှိရင်လဲအဲရချင်း ပုံမှန်လေးပေါ့နော်သူခေါ်တဲ့အတိုင်းသွားပြီးတော့ပြပြီးတော့အာဆေးညှိဖို့အတွက်လိုအပ်တယ်ဆေးမှန်မှန်တောက်ဖို့လိုအပ်တယ်တခခုဟို3လမှခေါ်ထားတယ်6လမှခေါ်ထားတယ်ဆိုပေမဲ့လည်းအရေးပေါ်အကြောင်းတစ်ခုပေါ်လာလို့ရှိရင်အဲ့ဆရာဝန်ကိုပြန်ပြီးချိတ်ကပ်ပြီးတော့နော်ပြန်ပြီးတော့တိုင်းမီဆွေးနွေးတင်တယ်လို့ကျွန်တော်ကတော့အကြံပြုလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာချဲလန်းချဲပြပါစေဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆရာအများကြီးကျေးဇူးတင်ပါတယ်အခုလိုချိန်ပေးပြီးတော့လာရတဲ့နော်ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုကျေးဇူးပါဟုတ် ီအစီအစဉ်ကြည့်ရှုနေတဲ့လူနာနဲ့လူနာရှင်များလည်းအဲစီးရုံနဲ့ပတ်သက်ပြီးတော့ဗောနော်အဲဆရာရဲ့ဒီဖြင်းကြားချက်လေးတွေကိုနားထောင်ပြီးတော့အဲဘုဗ္ဗတုတာဖြစ်ဖြစ်တစ်ခုမဟုတ်တစ်ခုရရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်